ပဲပြုံးမာတာအခါမမကြောင်ဘူးပဲပြုံးမာတာပဲကြော်ကြီးတွေထည့်ပေးလိုက်တယ်ဘယ်လိုလုပ်ရမလဲအင်းဟာဥပပြန်လာတော့မှဆိုတော့မနှက်စာလေးပြင်ရင်လည်းစောင့်ပါမယ်သမင်းကသမင်းကတိကတက်ဖြစ်နေ ညနေစာလေးစာအောင်မှာဆိုတော့တစ်ခါရှက်လိုက်တော့နောက်ခင်းကိုနှစ်ယောက်စားဖို့ကလည်းကွက်တီလည်းဖြင့်ဖြစ်နိုင်တယ်။မင်းကကွက်တီလည်းဖြင့်ဖြစ်နိုင်တယ်ဒါပေမဲ့လူမှာဆိုလို့ပေါ့နော်စားကောင်းတဲ့အခါကျလူမှာ

จอมูเป้เผ่ามาล่ะเป้จอยีนี่แท้ไปไล่ตะครูเล่าอ่ะကဲအဲ့တော့မနှက်ဆောင်ဘာလုပ်ပေးရမလဲပဲကြမ်းပဲလေးပဲတုတ်ပေးလိုက်ရမလားအမေရင်ဟင်းနေနဲ့မစားကြုံဖြစ်နေတည်းရပါ့ ။ဘာလုပ်ပေးရမလဲမသိဘူး။ကဲပဲပန်းလေးတုတ်ရှင်တာတုတ်မြအောင်ဆိုတော့ရှိရလေးနဲ့ပဲမနက်စာပြင်လိုက်ပါမယ်။အိုးကြော်လေးကငရုတ်သေးလေးညှက်ထားတာရဲ့ဒါကမဲလုံးလေးပေါ့နော်မဲလုံးလေးကိုစီလေးနဲ့လှင့်လိုက်တာအဲလေးရဲ့ရင်းကြီးထပ်ကလေးပေါ့နော် ဲချမ်းလေးပဲတုတ်ပေးပါဆိုတာနဲ့ကိုရီဘက်ကစားသလိုမျိုးလေးပေါ့နော်ပဲချမ်းကိုတုတ်ပေးလိုက်တယ်ရှင်းရှင်းဆက်ဆက်ကလေးပေါ့နော်နနခင်းစားလို့ရှင်ကတွင်းလေးရှင်းတယ်စားပြီးတောက်ပြီးဆိုတော့စေးကြောရေးလုပ်ငန်းစတင်ပြီပေါ့နော်နောက်ဗီဒီယိုမှာမနှက်ဆာဆာတဲ့ဗီဒီယိုလေးကို တင်ပေးပါမယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင်တခါတည်းဆိုရင်အရင်ရှိပါမှာဆိုလို့ပါ